အားလုံးပဲမင်္ဂလာပါ။ဩဂမိယပရတုတရတအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခေါက်မှာတော့ဖျားငုတ်တူရွာဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရစေ။ဖျားငုတ်တူရွာကျွန်တော်တို့ရွာချောင်းတစ်ဖက်ကမ်းမှာလေကွင်းကျဲကြီးများရှိပါသည်။ထိုလေကွင်းကျဲကြီးများမှာပင်လေကန်းစနစ်တစ်ဆက်တည်းလိုဖြစ်နေ၍ကျဲလဲကျဲမြေဩဇာလည်းအလွန်ကောင်းပါသည်။ ယခင်အခါကလဲပိုင်မရှိသူများသည်နုံတင်မြေနူများမှာလဲသွားလုပ်ပြီးလဲပိုင်ဖြစ်သွားကြပါသည်လဲမြေတော်တော်များများမှာကျွန်တော်တို့ရွာကပိုင်ကြသည်ကများပါသည်ကျွန်တော်တို့ရွာထိပ်မှချောင်းကိုတဲပြူချောင်းဟုခေါ်ကြပါသည်တဲပြူချောင်းမှာကျဲပြီးရေနဲ့တဖြင့်ကျွန်တော်တို့ရွာတက်တဲမှကူးရမရပါရွာနဲ့အနှဲငယ်ဝေးသောကတိုးစိတ်ရွာကလေးမှတစ်ဆင့်ကူးကြရပါသည်ထိုနေရာမှချောင်းကကျဲသွားပြီးရေတိမ်တဖြင့်နှွေးအခါမှာလူရော လှဲနှွားများပါ ကူး၍ရပါသည်မိုးခါတွင်လှေများဝါးဖောင်ကြီးများနှင့်ကူးကြရပါသည်ကူးရိုးစိတ်ရွာကလေးမှာအင်ဂျီ90ခန်းရှိပြီးတငါလုတ်သားများလုတ်ကင်ကြပါသည်ချောင်းတစ်ပတ်ကမ်းရှိလေကွင်းများအလယ်လောက်မှာကုန်းတန်းကလေးတစ်ခုရှိပြီးကုန်းကလေးပေါ်မှာဈေးဒီပြက်ကလေးနှစ်စုရှိပါသည်ထိုဈေးဒီကလေးများမှာခေါင်းလုံးပုံနေရာလောက်ကစပြီးပြိုနေသဖြင့်ညံတော်6တောင်ခန့်အမြင့်ရှိနေပါသည် ထိုဖျားနှစ်စုကိုဖျားငုတ်တို့ဟုခေါ်ကြပြီးလေခွက်များကိုလည်းဖျားငုတ်တို့လည်းဟုခေါ်ကြပါသည်ရှေးခါကဒီနေရာမှာရွာကြီးတရွာဖြစ်ခဲ့ပြီးပင်လေပြူ၏ရွာပြက်သွားသည်ဟုရှေးလူကြီးများကပြောကြပါသည်ယခုအခါကွင်းထီးထီးမှာဇေဒီပြက်ကလေးနှစ်စုသာ ရှိပါတော့သည်အဆိုပါဇေဒီပြက်နှစ်စုအနည်းရှိလေကိုပိုင်သူမှာဒေါ်မိုးဆိုသောမုတ်ဆိုးမကြီးဖြစ်ပါသည်ဒေါ်မိုးမှာတားယောက်ျားကလေးများ မရှိ၍တမီးကလေးနှစ်ယောက်နှင့် လဲလို့၍မိမိလဲထဲမှာတဲထိုး၍နေထိုင်ကြတာဖြစ်ပါတယ်။ဒေါ်မိုးမှာကြမ်းကြမ်းတန်းတန်းကြီးဖြစ်ပြီးဘသူမှမနေသောနေရာမှာနေရသဖြင့်ရွာမှလူများကရင်းရင်းနှီးနှီးမနေကြပါ။ဒေါ်မိုးကလည်းရင်းရင်းနှီးနှီးမနေပါ။ဖျားငုတ်တုံနာမှာမကြာခဏမီးလုံးကြီးတစ်လုံးလင်းနေသည်ကိုချောင်းတစ်ဖက်ရှိကရုစိတ်ရွာကလူများမြင်ကြရာဒေါ်မိုးညာဘက်မှာရွာတွေကိုရှောက်သွားပြီးမီးလုံးကြီးဖြစ်နေတဲ့ဆိုပြီးကြောကြပါတယ်။ရခင်က တောရရီမှာအစွဲလန်းတစ်ခုရှိကြပြီးရွာတရမှာ ဆုံးမတယောက်ရှိ ਉ ရှိတယ်လို့သတ်မှတ်ထားကြပါတယ်။ဆုံးမမရှိရင် ရွာတည်၍မမြဲနိုင်ပါဟုယူဆကြပြီးရွာမှာဆင်းရဲနှွမ်းပါပြီးအယုတ်ဆိုးသောအတော်ကြီးများကိုဆုံးမအဖြစ်သတ်မှတ်တတ်ကြတာပဲဖြစ်ပါတယ်။မိမိတို့ကလေးများနေဝင်ချိန်မှာအငုံမတိတ်လျင်ဆုံးမပြူစားသည်ဟုယူဆကြပြီးခေါစာပြစ်လီရှိကြပါတယ်။ခေါစာပြစ်သည်ဆိုသည်မှာနှီးပန်းကလေးထဲမှာသမင်းနဲ့ဟင်းများကိုပုံ၍ညဘက်မှာ လူမရှိသည့်နေရာမှာသွားထားရပါသည် ထိုထမင်းဟင်းများကို ဆုံးမက လာစားသည်ဟု ဆိုကြပါသည်တောရာတွင်မှမကြာခဏတွေ့ကြုံရသည့်မီးလုံးကြီးများကို ဆုံးတောက်သည်ဟု ပြောကြပါသည်ဒေါ်မိုးမှမိမိလယ်ကလေးကိုသမီးနှစ်ယောက်နှင့်လောက်ကင်နေပြီးအခြားလယ်များမှကောက်ဆိုင်လာခေါ်လျင်သမီးနှစ်ယောက်နေတွက်စားနှင့် လိုက်လုပ်ပေးပါသည်အနီးနားမှလယ်ရှင်များကလည်းမကြာခဏလာခေါ်ကြပါသည်ဂျိုးဒေါ်မိုးအိပ်ပြီလား မိတ်သေးပါဘူးဘသူလဲဝင်ခဲ့လေကျွန်တော်ပါပန်းမောင်လေညရင်နဲ့မြခင်တို့ကိုလာခေါ်တာပါဟဲ့ညရင်မိကွက်ထွန်းဒိုသားမိ၃ရောက်တဲဆိုတော့မှောင်ထဲမှာပဲနေလိုက်တယ်အခုမင်းလာခေါ်တာဘသူလဲအတွက်လာခေါ်တာလဲကိုထွန်းလဲအတွက်လာခေါ်ပေးတာပါမင်းတို့အားနာပါတယ်မောင်ထွန်းလဲဆိုရင်တော့လိုက်မလုပ်ပေးနိုင်ဘူးသူကဒိုသားမိကိုလူရမသွင်းဘူးလယ်နီးချင်းနေပဲတော်ရဲ့ဒီလိုစိတ်မျိုးမထားပါနဲ့ငါကမထားပါဘူးသူကငါ့ကိုနမယ်ပြက်အောင်လိုက်ပြောနေတယ်သူကလေးနေမကောင်းတာငါလှုပ်ထားတာတဲ့ ဒါဖြင့်ကျွန်တော်ပြန်လိုက်ပါဦးမယ်။အေးပြန်ပြန်အခုလာခေါ်တာမင်းကိုကျေးဇူးတင်ပါတယ်။မောင်ထွန်းမှာလဲရှင်ဖြစ်ပြီးပန်းမောင်ကအလုပ်သမားဖြစ်ပါသည်။ပန်းမောင်မှာဒေါ်မိုးဤသမီးအကြီးမြအများရင်နဲ့ချစ်ကြိုက်နေကြပြီးကိုယ်တိုင်မဝင်မရဲဖြစ်နေကြပါသည်။ပန်းမောင်ဒေါ်မိုးတို့အိမ်မပြန်လာပြီးတပတ်ခန့်အကြာမှာမောင်ထွန်းဤသားလေးမှာနေမကောင်းဖြစ်ပြီးငိုနေသဖြင့်မောင်ထွန်းကဒေါ်မိုးမိမိကိုဂလစားချေသည်ဟုယူဆပြီးပန်းမောင်နဲ့တိုင်ပင်၍ခေါ်စာကြွေးကြရန်စီစဉ်ပါသည်။ တို့နောက်ဒီဘွားကြီးကိုအပြက်ရှင်းအောင်ဒါမှမင်းများညီကိုယူလို့ရမှာကြည်လဲလောက်ပါအောင်ကျွန်တော်တို့အမှုပတ်နေအောင်မယ်အမှုမပတ်တဲ့နေရှိပါတယ်မင်းငါနဲ့လိုက်ခဲ့ဒီဘွားကြီးကိုကိစ္စပြအောင်လုပ်ပြမယ်ခမရခေါ်လို့သာလိုက်ရတယ်ကျွန်တော်ကတော့ခက်လန့်လန့်ပဲလိုက်တာလိုက်ခဲ့တဲ့မှာငါလုပ်ပြမယ်တခုတော့ရှိတယ်ဒီเจ้าဘယ်သူမှမသိနေနဲ့ဆိတ်ချပါကျွန်တော်နှုတ်လုံပါတယ်ချင်းသားဒီည9နာရီလောက်တွင် မောင်ထုံးနဲ့ပန်းမောင်တို့နှစ်ယောက် ဝင်းရင်တို့တချောင်းကန်၍ခေါ်စာကွက်ကိုမကတောဆက်ကိုရောက်လာကြပါတယ်ပန်းမောင်ကမောင်ထွန်းထားခဲ့တဲ့နေရာမှာနေခဲ့ပြီးမောင်ထွန်းတယောက်တည်းခေါ်စာခွက်ကိုကင်ကခတ်တူးတူးလေးပြောဆိုနေပါတယ်။ကြက်သားဟင်းနဲ့ထမင်းဖြစ်ပါသည်အစိတ်မခတ်ထားပါကျွန်တော်ကိုယ်တိုင်စားပြပါမည်စားပါတောက်ပါခလေးကိုမနှောက်ရှက်ပါနဲ့။ဗဇက်ကပြောပြီးထမင်းတစ်လုံးစားပြ၍အနီးမှချထားလိုက်ပါသည်။ထို့နောက်မနီးမွေးရှိခြုံတစ်ခုထဲမှသွားထိုင်ဆောင်နေလိုက်ပါသည်။ခဏကြာသောအခါဘယ်ကရောက်လာမှန်းမသိရသော ခွေးတကောင်ကထမင်းဟင်းများကိုဝင်စားနေပါသည်ထို့သော ခွေးစားနေစမှာပင်မောင်ထုံးကပြေးထွက်လာပြီးဝရင်းနှောင်းနဲ့ရိုက်လိုက်ရာခွေးမှမအောင်နိုင်ပဲခြုံတစ်ခုတည်းပြေးဝင်သွားပါသည်ကျွန်တော်လည်းရိုက်မလို့ပြေးလာတာမမီလိုက်ဘူးအဲ့ဒါဒေါ်မိုးပဲခွေးအောင်ဆောင်ပြီးလာစားတာဆုံးနေရဒီလိုပဲခွေးအောင်ဆောင်နေတယ်ခမားဒုံးချတေလောက်တယ်တေမလားမသိဘူးတေအောင်ရိုက်တာပဲမတေလဲတစ်ခုခုကျိုးသွားမှာပဲကျွန်တော်သူ့ရဲ့တဲကိုသွားကြည့်ခြင်းနဲ့အေးငါလည်းကြည့်ခြင်းနဲ့ ထမင်းရှားပြီးရင်သွားကြည့်ရအောင်မင်းကဝင်မေးငါအပြင်မှာစောင့်နေမယ်ညာ9နာရီလောက်ပန်းမောင်ဒေါ်မိုးတဲကိုရောက်သွားတော့ခါဒေါ်မိုးကိုမတွေ့ရဘဲညရင်နဲ့ညခင်တို့ကိုသာတွေ့ရပါသည်ညရင်ကခေါ်၍တဲပေါ်တက်ထိုင်ပြီးဒေါ်မိုးရှိမရှိအကဲခတ်ကြည့်နေရာ အခန်းထဲမှာဒေါ်မိုးညင်းညူတန်တက်တဲ့ကိုကြားလိုက်ရပါသည်အတော့အစောကြီးအိတ်နေတယ်နေမကောင်းလို့လားအင်းအမေနေမကောင်းလို့အိတ်နေတယ်ဘလို့ဖြစ်တာလဲနင်းလေကလေထဲမှာမြင်လိုက်သေးတယ်ညနေကြောင်မှဖြစ်တာကိုပူနေလို့ ကျမဆေးတိုက်ထားရတယ်ကိုသိပ်ပူနေရင်ငါဆေးသွားယူလိုက်အောင်မယ်နင်းကုန်းရပြုတ်ကြီးလှုပ်ထားငါအခုပဲပြန်လာခဲ့မယ်နေပါစေကျမငန်းဆေးတိုက်ထားတယ်အမေကမကြခဏဒလိုပဲဖြစ်တတ်တယ်အေးပါအေးပါငါပြန်အောင်မယ်မနေ့ပြန်ညမှာတစ်ခေါက်လာကြည့်မယ်ပန်းမောင်ဒေါ်မူတဲမှပြန်ထွက်တနေရာမှာစောင့်နေတော့မောင်ထွန်းကထွက်လာပြီးနှစ်ယောက်သားအတူတူပြန်ခဲ့ကြပါသည်ပန်းမောင်ကဒေါ်မူဖြစ်ဖြစ်များကိုပြောပြတော့အခါ မောင်ထွန်းကယခုညဖြစ်ပျက်ခဲ့သည့်ကိစ္စများကိုမိသူမှမပြောရန်မှားကြားပြီးတဲကိုပြန်၍တောက်စားကအိတ်လိုက်ကြပါသည်တော်မှုမှာနေမကောင်းသည့်နေမဆောက်၍ခေါင်းမထူနိုင်တော့ပါမိမိသမီးအကြီးများရင်ကိုခေါ်၍သူဤမောင်များကိုခေါ်ခိုင်းထားပါသည်သူမဤမောင်မှာရွာတရာတွင်ဖုန်ကြီးဝင့်နေသည်မှာကြာပြီဖြစ်ပါသည် ဖုန်တော်ကြီးမှာတရင်ကြကြချင်းတော်မှုတဲကိုလိုက်ခဲ့ပါသည် ဘုံမိုးကမိမိကြာကြာမနေရတော့ဒီကိုသိ၍မောင်ဖုံးတော်ကြီးအားမိမိစူဆောင်းသားသည့်ရွှေတုတ်ကလေးအားအနှံ၍ဖျားငုတ်တို့နှစ်စုကိုပြုတ်ပြင်းပေးရန်တမိနှစ်ယောက်ကိုစောင့်ရှောက်ပေးရန်မှာကြားခဲ့ပါသည်စိတ်ချပါတကမာကြီးဥပဒင်းကိုတိုင်ဖျားနာမှာဝါးချောင်းကလေးစောက်ပြီးနေပါမယ်ဖျားနှစ်စုကိုလည်းတေချာပြုတ်ပြင်းပေးပါမယ်ငါတမိတွေကဦးလေးဖုံးကြီးကိုဆုံးမပြအောင်ပြုစုပါဒီစီဒီနှစ်စုကအမေတို့ဘိုးဘွားများတည်ခဲ့တဲ့စီဒီပါငါတမိတွေလည်းတတ်နိုင်သလောက်ကုသိုလ်ယူကြပါဦး စိတ်ချပါမေသမီးတို့အမေဆန္ဒအတိုင်းလုပ်ပေးပါမယ်အမေလည်းနေကောင်းအောင်နေပါဥပဒေလည်းအနားမှာလာနေမှာပဲဒကမာကြီးနေကောင်းလာတော့ဖျားထီးတင်ကြတာပေါ့ဖုံးတော်ကြီးဝါးချောင်းကလေးဆောက်ပြီးသည့်နေ့မှာပင်ဒေါ်မိုးကွယ်လွန်သွားပါသည်ဒေါ်မိုးကွယ်လွန်ပြီးနောက်မှသာအနီးနားရှိလေထဲများမှလူများမှဒေါ်မိုးအကြောင်းသိလာကြပြီးဖုံးတော်ကြီးဇေဒင်ပြုပြင်ရမှလာရောက်ကူညီလူတန်းကြပါသည်တညမှာဇေဒီနားမှမီးအောင်လို့လို့ဝင်းဝင်းလက်လက်ရောင်များမြင်ကြရသဖြင့် ရောင်ကြီးတော်လွတ်သည်ထင်ကားဖျားငုတ်တို့မှတကူးကြီးသည်ကြော်ကြားလာပြီးတစနဲ့တစဖျားငုတ်တို့ကုန်းတန်းကလေးမှတဲတန်းကလေးများဖြစ်လာကြကတနှစ်နှစ်နှစ်အတွင်းမှာပင်ရွာကလေးတူရာဖြစ်လာပါတော့သည်ယခုအခါဖျားနှစ်စုမှဝုန်းဝင်ကြွားကြွားနဲ့ကြီးညိုပွဲရာဖြစ်နေတော့လဲဇေဒီဟောင်းကိုအဆွေးပြူရဲ့ဖျားငုတ်တို့ရွာဟုသာအမိတွင်နေပါတော့သည် မှတ်ချက်တော်မူကိုရွာသားများကအထင်လွဲခြင်းသာဖြစ်ပါသည်